ဒီခလုတ်လေးကဘယ်လိုလုပ်လို့လဲဆိုတော့ကိုရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒီခလုတ်လေးကဒီမှာထားထားမှာဆိုရင်ကျွန်တော်တို့ခြေထောက်နဲ့မျက်နှာနဲ့ကိုအဲယာကွန်ပေးมาဖြစ်ပါတယ်ခင်ဗျာဒီခလုတ်လေးကဒီလိုမျိုးလှက်ထားမှာဆိုရင်ဒီမျက်နှာတစ်ခုတည်းကိုပဲအဲယာကွန်ကပေးมาဖြစ်ပါတယ်တကယ်လို့ဒီခလုတ်လေးကဒီမှာထားထားမှာဆိုရင်အဲယာကွန်လေးကကျွန်တော်တို့ခြေထောက်တစ်ခုပဲပေးมาဖြစ်ပါတယ်ဒီခလုတ်လေးက ဒီမှာထားထားမှဆိုရင်တကယ်လို့ခြေထောက်တအားအေးနေတယ်ဆိုရင်ကျွန်တော်ဒီခလုတ်ကိုသုံးရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ခြေထောက်ကိုအပူပေးတာဖြစ်ပါတယ်ခင်ဗျတကယ်လို့ကားမောင်းနေရင်လည်းမိုးကတအားယွာနေတယ်နောက်နောက်ကိုဒီလဲအပတ်မှန်ကိုကြီးလိုက်လို့နောက်ကိုမမြင်ဘူးဆိုရင်ဒီနောက်မှာပါတဲ့မှန်ကိုပူပေးချင်တဲ့ဆိုရင်ဒီဒီခလုတ်ကိုပြောင်းပေးရမှာဖြစ်ပါလားခင်ဗျာကျွန်တော်တို့ဒီဘက်ကိုလှည့်ပေးရမှာဖြစ်ပါတယ် အဲအဲ့ဒီလိုမျိုးဒီ cloud layer ဒီဘက်ကိုလှည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဟိုဒီနောက်မှာပါတဲ့မှန်ကိုပူပေးတာဖြစ်ပါတယ်အပူပေးတဲ့ဖြစ်တဲ့အတွက်ဒီမှန်မှာကတ်နေတဲ့ရေခိုးရေငွေးတွေကအကုန်လုံးကျသွားမှာဖြစ်ပါတယ်ခင်ဗျပုံမှန်ကျွန်တော်တို့သုံးပြတာကတော့အဲဒီမျက်နှာကိုပဲသုံးပြတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒီ cloud ပြီးသွားပြီဆိုတော့ဒီ cloud ဒီ cloud ကဘာကိုဘယ်လိုလှုပ်လှုပ်လဲဆိုရင်ဒီ cloud ကိုနှိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့မီလင်းရမှာဖြစ်ပါတယ်မီလင်းမှာပါလည်းရင်ကျွန်တော်တို့ဒီ cloud က လုံးလုံးมาဖြစ်ပါတယ်ခင်ဗျအဲဟုတ်ပြီဒီလိုမျိုးမီးလင်းရမှာဖြစ်ပါတယ်တကယ်လို့ပြန်ပိတ်ချင်တယ်ဆိုရင်ဒီခလို့ကိုပြန်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျဒီခလို့ကဘယ်လိုလုံးလုံးလဲဆိုရင်ကျွန်တော်တို့မနေ့စောစောကောင်းပေါင်းလို့နှင်းငွေးတွေတအားကက်နေတယ်ပြီးတော့မိုးရွာလို့ခုံးငွေးတွေတအားရိုက်နေတယ်ကိုရှီယာမှန်ကိုလုံးဝကြည့်လို့မမြင်ဘူးအဲ့ဒီလိုမျိုးချိန်မှာကျွန်တော်တို့ဒီခလို့ကိုသုံးရမှာဖြစ်ပါတယ်ခင်ဗျမှန်ကိုပူပေးတာဖြစ်ပါတယ်ဒါမှသာလျှင်ဒီကိုရှီမှာရှိတဲ့မှန်ရဲ့မှန်မှာကက်နေတဲ့ ဲ့ဒီရေခိုးရင်ငွေလေးပြီးတော့ရေခိုးရင်ငွေလေးအကုန်လုံးပေါ့နော်ဒီခလုတ်နှိမ့်လိုက်မှသာလဲရေခိုးရင်ငွေလေးကကြာမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ရေခိုးရင်ငွေလေးကြာသွားပြီဆိုရင်ဒီခလုတ်ကိုပြန်ပိတ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီခလုတ်ကိုလိုအပ်မှတုံးရမှာဖြစ်ပါတယ်မလိုအပ်မှလည်းမသုံးပါနဲ့ခင်ဗျာဒါကတော့ကျွန်တော်တို့ပန်ကာဖြစ်ပါတယ်ခင်ဗျာပန်ကာဒီမှာဆိုရင်လိုးဆိုရင်တော့ ပုံမှန်ပဲဖြစ်ပါတယ်ခင်ဗျာတကယ်လို့ပန်ကောင်နည်းနည်းမြန်ရှင်နေဆိုရင်လေရောအများများလဲရှင်နေဆိုရင်ကျွန်တော်တို့အိမ်မှာရှိတဲ့ပန်ကောင်လိုမျိုးပဲဒီမှာနံပါတ်2ကိုတင်နေတာပေါ့နော်အဲဒါကတော့နံပါတ်3တင်နေတာပေါ့အဲလေပိုထွက်လာတာဖြစ်ပါတယ်ဒါကတော့နံပါတ်အမြင့်ဆုံးတင်နေတာပေါ့နော်လေအများကြီးထွက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လေတစ်ခုတည်းနဲ့ဖွင့်ထားလို့မရပါဘူးဒီကောင်ဒါကတော့အေးပေးတာဖြစ်ပါတယ်ဒီလိုမျိုးပိတ်ထားမယ်ဆိုရင်လေပဲထွက်နေတာဖြစ်ပါတယ်ခင်ဗျာလေဘူးပဲထွက်နေမှာထွက်နေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ air con ဖွင့်ထားမှာဆိုရင် ဒီကောင်လည်းဖွဲ့ရမှာဒီကောင်လည်းဖွဲ့ရမယ်ဒီကောင်လည်းဖွဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်နံပါတ်2မှာထားပြီးတော့ဒီကောင်ကတော့ကျွန်တော်ဘယ်လောက်အေးချင်းလဲပုံမှန်လေးပဲအေးချင်းနေဆိုရင်လယ်မှာထားပါတကယ်လို့အကုန်လုံးအေးချင်းနေဆိုရင်တော့အကုန်လုံးလှည့်ထားလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ကျွန်တော်တို့အယာကွန်ကြောင်းပြီးပြီဆိုတော့ဒီအော်ခလုတ်တွေ့လာမသိဘူးဒီအော်ခလုတ်ဒါကတော့ကျွန်တော်တို့အယာကွန်ဖွင့်တဲ့ချိန်မှာဆိုရင်ဒီကာတွင်းခန်းထဲမှာရှိတဲ့မြားလေးကိုသုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကောင်လေးကိုဒီဘက်ကိုဖလက်ထားလို့မရပါဘူး ဒီဘက်ကိုလှည့်ထားတဲ့အချိန်ကဘယ်လိုချိန်မှသုံးလဲဆိုရင်ကိုကားထဲမှာကျွန်တော်တို့ဟိုဥပမာကိုကငပိချောင်းလေးဆဲလာတယ်ဗျာငချောက်လေးဆဲလာတယ်ငခုလေးဆဲလာတယ်နတ်သက်ထွက်တဲ့ဟာလေးကိုဆဲလာပြီးတော့ကျွန်တော်တို့အောက်ကိုပိတ်ထားခဲ့တယ်ဗျာအဲ့ဒီအချိန်မှာကာတွင်းခန်းထဲမှာအဲ့ဒီနတ်သက်လေးကကြံ့နေတယ်ကြံ့နေတယ်ဆိုရင်အဲ့ဒီနတ်သက်လေးကိုကျွန်တော်တို့ထုတ်ချင်တယ်ဆိုရင်အဲဒီဘက်ကိုဒီဒီဘက်ကနေပြီးတော့ဒီဘက်ကိုပြောင်းပြီးတော့ကျွန်တော်တို့ကားကိုမောင်းရမယ်မောင်းမောင်းရမှာဖြစ်ပါတယ်တကယ်လို့ ကားမသွားချင်ဘူးဆိုရင်ကားဆက်နှုတ်ပြီးတော့ဒီလိုမျိုးပြောင်းပြီးတော့ကျွန်တော်တို့ဆက်နှုတ်ထမ်းမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကားတွင်ခန်းရရှိတဲ့အ내လေးပြင်ဖို့ထုတ်မှာဖြစ်ပါတယ်ခင်ဗျာ